မင်္ဂလာပါဒီနေ့မြင်းကြံခရိုင်ကတောင်ဝင်ရှိတဲ့ဒူတွေကျွန်တော်ရှင်ရောက်လာပါတယ်အဲ့ဒါကတော့အကူအညီ၃ခုလာတောင်းတာအဲ့ဒီ၃ခုထဲမှာတစ်ချက်ဖြစ်တဲ့သူကအချက်ကတော့ပထမဆုံးတစ်ချက်ကတော့အနည်းမခံတဲ့မြင်းကြံကံပိန်းကပိတ်ရဲ့နီးနေပြီတတ်မှတ်ကာလမပြည့်သေးဘူးအဲ့အတွက်ကိုစီရဲ့တစ်ချက်ကူညီပေးပါဟိုရက်ကဘုံမိုက်ခဲကိုလိုင်းလွင့်တယ်လို့ကူညီပေးပါဆိုတော့ဒီနေ့ပွဲကထူးဆန်းတယ်တက်မဲ့လူကအလုံးပေါင်းက မြင့်ညံ့ခိုင်ရင်းနှစ်ကိုတကြားရင်းနှစ်တန်ရင်မှုကိုတကြားတန်ရင်လေး30ကိုစိုးအောင်တန်ရင်ခွန်ကိုတက်ကြီးတန်ရင်ကိုကိုမိုက်ခဲဘုံမိုက်ခဲပေါ့နော်ပြီးလို့ရှင်ခိုင်တပ်ပေါင်းစုကိုတန်လွင်ခိုင်ကွတ်မှုကိုခိုင်ကြီးတန်ရင်တစ်ကို12အဲ့ဒီဒူတွေအားလုံးတက်ပေးမဲ့ like ကိုကျွန်တော်2နာရီ like လောက်ပေးပါမယ်အဲ့ဒါကတော့အချိန်တိတ်မရှိတော့ဟိုရက်ကတော့ကျွန်တော် like လွှင့်တဲ့အချိန်မှာ ကျွန်တော်ကိုပြောကြတယ်ကျွန်တော်လွှင့်လာတဲ့လက်ကုံကန်ဒီဖြစ်သွားတဲ့အတွက်ဘိုင်ပြတ်တဲ့ရက်ပေါ့အဲ့တော့အောက်မိုင်တောက်ချောင်းမှန်ပြီးတဲ့အပြင်ကျွန်တော်မစင်ကြတဲ့ပို့တယ်ဒီလိုလက်စမ်းရက်တွေလှုပ်ပေါ့နော်အဲ့တော့လက်စမ်းရက်တွေလှုပ်မယ်ဆိုတော့သူတို့ကဒီနေ့မှလာပြောတာဆိုတော့ရက်ကတအားကတ်နေပြီနောက်ရက်တွေမှာကျွန်တော်လည်းမအားတဲ့ဟာတွေရှိတယ်ဆိုတော့အခုလာမဲ့နောက်ပြီးတော့ပိတ်ရက်နဲ့လှုပ်တာကောင်းတယ်ထိုင်းမှာရှိတဲ့ဒူတွေကပိတ်ရက်များတယ်တနင်္ဂနွေနေ့အခုမနက်ပြန်ဆိုတော့9ရက်နေ့ပေါ့နော်ဟုတ်တယ်မလားဗလိုက် အဲမနက်ပြန်ဆိုတော့9ရက်နေ့ဘလာအဲ sorry 9ရက်နေ့မှာကျွန်တော်တို့ည7:00လပိုင်း9ရက်နေ့နော်ကျွန်တော်တခါပြော7:00လပိုင်း9ရက်နေ့ည8:00နာရီကနေ10:00နာရီအထိခုနှစ်ကကျွန်တော်ကြင်ညာပေးွားတဲ့ကိုတက်ကြီးတို့ဘုံမိုက်ခဲတို့ကိုစိုးအောင်တို့လက်ရှိမြင်းကြံကအင်အားစုတွေနဲ့အတူတူ တွစ်ဆုံပွဲကျွန်တော်တို့လုပ်ပါမယ်အဲ့ဒီပွဲလေးကိုအားလုံးဖိတ်ပါတယ် ကျွန်တော်မှရက်ကတ်နေတဲ့အတွက်ဒီဗီဒီယိုဖိုင်လေးကိုနည်းနည်းဝိုင်းပြီးတော့ဖြန့်ပေးကြပါအဲနောက်ထပ်လည်းကိုယ့်အကူတင်ပြီးတော့ပေါ့နော်ဒီညလိုက်ကလေးကိုလည်းဝိုင်းပြီးတော့ကျွန်တော်တို့ဖိတ်ခေါ်ပေးပါလို့အားလုံးမြေတားရက်ခံပါတယ်ဘာဖြစ်လို့ကျွန်တော်ဒါကိုလက်ခံလိုက်လာတဲ့ဆိုတော့သူတို့တောင်းဝန်ရှိတဲ့ဒူဒူကြီးတွေလာတဲ့အချိန်မှာကျွန်တော်ရှင်းပြတယ်အဲ့ဒီရှင်းပြတဲ့အရာမှာကျွန်တော်စိတ်ချမ်းသာရတဲ့အရာကကျွန်တော်တို့ငင်းကြံခရိုင်အတွင်းမှာအတွင်းမတူတဲ့အင်အားစုတွေအားလုံးတစုတစည်းတဲ့စုစည်းနိုင်နေတဲ့ ဘယ်လိုကတရားရာဂိုင်းတော့အပြည့်ဝမဟုတ်တော့မှအဲ့ဒီနိဗ္ဗာန်အထိအင်းအားစုစည်းနိုင်နေပြီနောက်ဆုံးပြအပြင်မှာတယောက်နဲ့တယောက်စကားမပြောဘူးမတည့်ဘူးဆိုရင်တော့မှတကယ်အလောက်ကိုင်းနေကြရင်တယောက်ကိုတယောက်ကာဝယ်ပြီးညီကိုချစ်ချစ်ကင်ကင်အထိအလုံးလုံးနေနိုင်တယ်ဆိုတော့ရှင်းပြမှုတွေပါကျွန်တော်ကြားသိရတယ်အဲ့ဒီအတွက်လဲကျွန်တော်တို့ပြည်သူတွေအနေနဲ့ကဝင်းရံပေးရမယ်ကျွန်တော်ဒီတော်လန်ရင်းမှာအဲ့ဒါဒီတော်လန်ရင်မှာလက်နက်ကင်ပြီးစစ်တပ်ကိုတိုက်တိုင်းတော်လန်ရင်မဟုတ်ပါဘူးเนาะ အဲဟိုနေတို့ပြောနေပေါ့ဘုံထောင်တိုင်းတော်လှန်ရေးမဟုတ်တလို့ပဲလက်နက်ကင်ပြီးစစ်တပ်ကိုတိုက်တိုင်းတော်လှန်ရေးမဟုတ်ဘူးကျွန်တော်တော်လှန်ရေးကိုတော်လှန်ရေးနဲ့တူအောင်တွားနိုင်ကြဖို့လိုတယ်အဲ့လိုတွားနိုင်မဲ့အချက်မှာကျွန်တော်တို့အဓိကတိထားမှာဒီအားလုံးစုပေါင်းညီညွတ်မှုကသာလျှင်ငါတို့တော်လှန်ရေးကိုနိုင်မယ်ဆိုတဲ့အတိတ်တစ်ခုကိုကျွန်တော်လူတိုင်းတီးဖို့လိုတယ်အဲ့တော့ကိုကိုတိုင်းကမစည်းလုံးနိုင်ရင်တောင်မှ စီးလုံးမှုကိုပျို့ပြစ်စေမဲ့အရာတွေစီးလုံးမှုကိုထိခိုက်စေမဲ့အရာတွေကိုကျွန်တော်တို့တော်လိုင်းဘက်အတိုင်းဝိုင်းမှာမလုံကြဖို့မလုံတင့်ဖို့ကိုလူတိုင်းဒိထားဖို့လိုပါတယ်အဲ့တော့အခုလာမဲ့အနည်းမခံမဲ့မြင်းကြံကံပေးเนาะအဲ့ဒီနောက်တစ်ခုရှိတာကအခုဆိုဗျာဘုံမိုက်ခဲတို့ဒီမြင်းကြံဘလက်တိုက်ကားဆိုရင်မိုးကုတ်မှာလဲခွဲထားတဲ့အင်အားမြင်းကြံမှာလဲခွဲထားတယ် နောက်ပြီးတော့အလုံးလုံးမဲ့အရာတွေတဲ့အများကြီးရှိတယ်။တစ်ခါကျရင်ကျွန်တော်တို့ဟိုပြည်သူတွေကိုအားလုံးပြောချင်ပါတယ်။ကျွန်တော်တို့တိတိတော့ကိုပြောပြခြင်းပဲမဲ့တချို့တွေအရာတွေပြောလို့မရတာတွေအများကြီးရှိတဲ့အတွက်နားလည်ပေးပါလို့ပဲအနှူးညွတ်တောင်းပန်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်အခုအရှိမကျွန်တော်တို့ဗိုလ်မိုက်ခဲကိုကျွန်တော်နှစ်နာရီလိုက်လွှင့်လိုက်တာနှစ်သိန်းကျော်သွားတာပေါ့နော်။ဘန်တသိန်းကျော်သွားတယ်ကျွန်တော်ကတော့တသိန်းလောက်ပဲမှန်းခဲ့တာပေါ့။အခုဒီလိုက်မှလည်းဘလောက်အဆင်ပြေမလဲတော့မသိဘူး။အဲ့တော့ခုနေ့ကကျွန်တော်ပြောရတဲ့မြင်းချံကပြည်သူခေါင်းဆောင်တွေ နော်ဘုံမိုက်ခဲတို့ကိုတက်ကြီးတို့ကျွန်တော်ပြည်သူတွေရဲ့အားပေးနှစ်တာကိုခံနေရတဲ့နော်အတန်းနှလုံးတွေပေါ့အဲအဲ့ဒီပုံကိုယ်တွေပါတက်လာတဲ့မက်လိုက်ပွဲလေးလုပ်မှာအဲ့ဒီလိုက်ကိုကျွန်တော်ချိန်ထားတာတော့ကျွန်တော်ရဲ့ TikTok အကောင့်ကလွှင့်ပေးမယ်ပြီးလို့ရှိရင်ကျွန်တော် YouTube အကောင့်နှစ်ခုကနေလွှင့်ပေးမယ်လို့စိတ်ကူးထားပါတယ်ဒါကြောင့်မလို့မနှက်ဖြန်တနင်္ဂနွေနေ့17လပိုင်း9ရက်နေ့တနင်္ဂနွေနေ့မှာပြုလုပ်မဲ့အနေမခံတဲ့မြင်းချံကမ်ပိန်းရဲ့ မြင်းကြံပြည်နယ်ကเนาะဒီမြင်းကြံမှာရှိတဲ့ဒီတိုင်ရင်မှုတွေနဲ့အတူတူကျွန်တော်တို့ live ပေါ်မှာအတူတူစုံကြမယ်။နေခင်ရဆိုရင်ကျွန်တော်တို့စကားပြောရတာတော်တော်ကိုကျွန်တော်ပြောဖြစ်ပါတယ်။ချိန်နဲ့တော်တော်ကြာကြာကျွန်တော်တို့ထိုင်စကားပြောဖြစ်တယ်။အဲ့ဒီပြောတဲ့အချိန်မှာ အောက်မှာရှိတဲ့ခက်ခဲတွေအဲနောက်ပြီးလို့ရှိရင်ကိုအဲကိုကိုဘယ်လိုပြောမလဲဗျာကိုကိုအချင်းချင်းအကြောင်းတွေပေါ့ကျွန်တော်တို့ကတော့ကျွန်တော်ဒီနေ့ချိန်ထိ online ပေါ်မှာစကားတွေပြောအလုပ်တွေလုပ်လို့ရှိရင်ကိုလူအချင်းချင်းကျွန်တော်ဘာမှမပြောပါဘူး ကျွန်တော်မှအဲ့ဒီဟိုစံတစ်ခုကိုကျွန်တော်ထားပါတယ်အဲ့ဒါကဘာလဲဆိုတော့ကိုယ့်ဘက်ကမကောင်းတဲ့အရာတွေကိုကျွန်တော်ဘယ်တော့မှထုတ်ပြောမှာမဟုတ်ဘူးအာမပေးနေတယ်ရတယ်ဘာဖြစ်လို့လဲဒီကာလဒီရန်သူအာပေးဖြစ်သွားမှာကိုကျွန်တော်တို့လုံးဝမလိုလားဘူးအဲ့တော့ကိုယ့်ဘက်ကလူတွေမှားတာလွဲတာကိုပြည်သူကကြည့်ပြီးဆုံးဖြတ်ပါကိုစီကောင်းလားမကောင်းလားဘဒူကောင်းလားမကောင်းလားဒီလူကောင်းလားမကောင်းလားဆိုတာကိုအာကိုကျွန်တော်ကလည်းတူမကောင်းဘူးလို့ပြောနေလို့မရဘူးတူကလည်းကျွန်တော်မကောင်းဘူးပြောနေလို့မရဘူး အဲ့လိုပြောနေတာဒီကျွန်တော်စီလုံးညညွတ်မှုကိုပြိုပြက်လိမ့်မယ်အဲ့တော့ကောင်းတယ်မကောင်းဘူးဆိုတာပြည်သူကဆုံးဖြတ်ပါကျွန်တော်အမြဲပြောသလိုကျွန်တော်ကိုလည်းမယုံနဲ့ဘသူ့ကိုမှမယုံနဲ့ဒီတော်လိုင်းရင်းမှာပါဝင်လုံနေကြတဲ့ဒူဒီရဲ့လုံရက်တွေကိုကြည့်ပေးပါဘဒူဒီအားကိုထိုက်တယ်ဘဒူဒီယုံကြည်ရတယ်ကိုယ့်ကိုစီစစ်ပေးပါအဲ့တော့လက်ရှိတော်လိုင်းရင်းမှာလုံနေကြတဲ့ခေါင်းဆောင်တွေအများကြီးရှိပါတယ်ဒါပေမဲ့ဘသူကစီလုံးညညွတ်မှုကိုတိဆောက်ပြီးတွားနေတယ်ဘသူကတော့ဘလို့ခက်ခဲတွေကိုရင်ဆိုင်နေရတယ် ဒါတွေအားလုံးကိုလည်းပြည်သူတွေတိဖို့လိုအပ်ပါတယ်အခုဆိုရင်ကျွန်တော်တို့တော်လှန်ရေးကငန်းတိတိုက်ရောက်လာပြီတော်လှန်ရေးကိုပြီးဖို့အရန်အရေးကြီးနေဘာဖြစ်လို့တော်လှန်ရေးမပြီးရင်မပြီးလေတိုင်းပြည်ကနာလေဒီတော်လှန်ရေးခက်မြက်မြန်ပြီးဖို့အတွက်စစ်ကိုစစ်နဲ့တူအောင်တိုက်နိုင်မဲ့ခေါင်းဆောင်တွေကျွန်တော်လိုအပ်တယ်ဒါပုံမှန်လင်းလင်းပြောတာ NUG အပိုင်းမှာလည်းကျွန်တော်တို့အားမရတဲ့အများကြီးရှိတယ်ဒါပေမဲ့ဟိုခက်ချင်းချင်းပြောရရင်တော့ကိုယ့်ကိုယ်ကိုခံယူထားတာငါဒီဘာကောင်းမှမဟုတ်ဘူး NUG နဲ့ပတ်သက်လို့ငါလျှောက်ပြောနေတယ် မဖြစ်တင်ဘူးကိုချင်းချင်းဟိုမကောင်းတာပဲဖြစ်မယ်။နောက်ငါအဆင့်ကအယူဂျီကိုပြန်ပြီးတော့ပြောစရာမလိုဘူး။ငါလောက်ဖို့ရှိတဲ့ထောက်ဖို့လို့ငါလောက်ရမယ်ဆိုတဲ့ပုံစံနဲ့နေပင်မဲ့တစ်ခါကြရင်တော့ပြောချင်ပါတယ်။အဲ့ဒါဘာအားမရတဲ့အပိုင်းတွေပေါ့။အယူဂျီမှာခုနကပြောကာဝဲဝင်ကြီးဌာနဆိုတာတနေ့ကတော့ကျွန်တော်ပြောဖြစ်တယ်။ကာဝဲဝင်ကြီးဌာနကို invite အားလိုက်လောက်လောက်စေချင်တယ်။စစ်ကိုစစ်ကစစ်ကိုစစ်နဲ့နိုင်အောင် တိုက်မဲ့ခေါင်းဆောင်တွေများများကိုထွက်ပေါ်လာစေခြင်းတယ်။နော်ဒီဘိုင်းနေနောက်တစ်ခုကထောက်ပေါ်ကဏ္ဍတွေ။နော်နေငယ်ကျွန်တော်ပြောပြစကားထောက်ပေါ်ကဏ္ဍကိုလည်းစီစီဆက်ဆက်အလုံးလုံးစေခြင်းတယ်။ပြည်သူကူညီထောက်ပံ့တဲ့ငွေကိုနော်ဟိုအလေအလွတ်မရှိအောင်ကျွန်တော်တို့ဒီပြည်တွင်းကိုစီးစင်းအောင်ကျွန်တော်တို့လုံနိုင်တဲ့ဝိုင်းလုပ်ဖို့လိုတယ်။နောက်တစ်ချက်ကကျွန်တော်တို့နိုင်ငံတော်လှန်ရေးဘလောက်ထိတွားမှန်းမသိဘူး။လက်ရှိဒီအကြမ်းဖက်ကောင်တွေဟာတိုင်းပြည်ရဲ့ဘန်နာကိုဖင်ခုတ်ထိုင်ပြီးတော့လုတ်ကျင်တိုင်းလုတ်ပွင့်ရနေပြီမြင်ကျွန်တော်တို့တော်လှန်အင်အားစုဘက်က တိုက်ပွဲတစ်ပွဲဖြစ်ဖို့အတွက်တောင်မှကျွန်တော်အသေးအတန်စုနေရတယ်အသေးအတန်စုရတယ်ဆိုတော့ရတဲ့ငွေချင်းမတူဘူးလေဗျာဟုတ်တယ်မလားမေဒီမင်းအွန်လိုင်းတို့ရတာရင်နံနဲ့တဘာဝတန်းငွေတွေဒေါ်လာကိုတန်းတဲ့ချီရအဲ့တော့ကျွန်တော်တို့ဒေါ်လာအင်အားစုတွေမှာတော့ဟိုဘက်မှာမန္တလေး PDF မှာအခွန်နေရွှေတွေကောက်တယ်ဆိုတော့မင်းအွန်လိုင်းလှုပ်ပစ်တဲ့အစွန်းတော့ပဲရှိတယ်เนาะဒါကြောင့်မို့လို့ကျွန်တော်တို့တွေပို့ပြီးတော့အားဆိုင်ရမယ်ပို့ပြီးစူးစမ်းရမယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကတယောက်နဲ့တယောက် ူအဖွဲငါမနာလို့ငါအဖွဲတူမနာလို့တူငါအပုတ်ချမယ်ငါ့တူအပုတ်ချမယ်ဆိုရင်တော့ဂျိမ်းတိပါလေကျွန်တော်တော်လိုက်နိုင်လို့မရပါဘူးဒါကြောင့်မို့လို့ညီညီညာညာစစ်စစ်လုံးနဲ့ကျွန်တော်အောင်နိုင်ဖို့အတွက်ခက်မြန်မြန်ပွဲပြတ်နိုင်ဖို့အတွက်နိုင်တဲ့နေရာကပါဝင်ပေးကြပါလို့မြေတားရက်ခံပါလေအဲ့တော့မနှက်ပြန်ည၈နာရီရနေ10နာရီအထိနော်၈နာရီဆိုရင်တခါကျရင်နည်းနည်းကြော်ဝါရင်တော့လေကျွန်တော်အချိန်ပိုကြီးပြန်ယူယူရမှာပေါ့နော်၈နာရီရနေ10နာရီအထိအနည်းမခံတဲ့မြင်းချံအဖွဲနဲ့ကျွန်တော်တို့ ် online ပေါ်မှာအတူတူတွေ့ကြမယ်နောက်ထပ်အခုကျွန်တော်ကဒီမြင်းကြံအဖွဲ့နဲ့ဆိုပေမဲ့အခြားခြားတော့နယ်တွေကခေါင်းဆောင်တွေအနေနဲ့လည်းကျွန်တော်တို့အားပေးပါတယ်အခုမြင်းကြံမှာဆိုရင် local တွေရော AMOD အောက်ကရော EAO အောက်ကရောအဖွဲ့တွေကိုအတက်နိုင်ဆုံးသူတို့စီးလုံးညီညွတ်အောင်လုပ်နေကြတယ်ဟိုတနင်္လာနေ့တိုင်းမှာဆိုလည်းအဲ့လိုလုပ်နေကြတယ်အဲ့ဒီအတွက်ကျွန်တော်တီတူကိုစားအလုံးဝမ်းတာပါတယ်အခြား data တွေမှာရှိတဲ့ညီကိုမောင်တို့ကလည်းအနေနဲ့တပ်ပေါင်းစုကြီးဖြစ်အောင်ဝိုင်းစူးစမ်းပေးပါကျွန်တော်တို့တိုင်းပြည် တပ်ပေါင်းစုကြီးဖြစ်မှတာနေဒီတိုင်းပြည်အပြောင်းလဲကိုပြောင်းလဲနိုင်မှာဖြစ်ပါတယ်တစုတည်းတစ်ဖွဲ့တည်းကြိုက်တဲ့လောက်တိုက်ပါကျွန်တော်တို့အဲ့ဒါစစ်တိုက်တိုင်းကစားယုံလောက်ပဲလုပ်လို့ရမယ်တိုင်းပြုတ်တီပြုတ်ပြောင်းလဲနိုင်တဲ့အပြောင်းလဲတစ်ခုတော့ဘယ်တော့မှလုပ်လို့မရအောင်နောက်တစ်ခုဒီနေရာမှာရှိတာကကျွန်တော်လက်နက်ကင်တော်လှန်ရေးဆိုတာတဲ့ဇပွဲဝိုင်းပေါ်မှာအဆုံးတက်ကတာတဲ့နိုင်ငံရေးသမားတွေပြောတဲ့စကားရှိပါတယ်ဟုတ်ကဲ့ပါဇုံဇပွဲဝိုင်းပေါ်မှာပဲအဆုံးတက်မှာပါဒါပေမဲ့အဲ့ဒီဇပွဲဝိုင်းပေါ်မှာအဆုံးတက်တဲ့အချိန်ကျရင်မင်းကဘယ်ခုံမှာထိုင်ပြီးတော့ မင်းကတူများတဘောတူခိုင်းတာကိုလက်မှတ်ထိုးရမှာလားငါကတူအထက်စီးကပြောရမှာလားဆိုတဲ့အဆုံးဖြတ်ကကျုံစစ်ပွဲတွေကပဲဆုံးဖြတ်ပေးတာပါအဲ့တော့ဇပွဲဝိုင်းပေါ်မှာထိုင်တဲ့အချိန်ကျရင်ခုံမြင့်မြင့်ရဖို့အတွက်ကျွန်တော်တို့နိုင်ဖို့လိုတယ်အဲ့တော့နိုင်တဲ့တူကရေးတာဒီနိုင်ငံရေးပါနော်ကျွန်တော်တို့နိုင်ဖို့လိုတယ်နိုင်အောင်တိုက်ဖို့လိုတယ်စောက်ကြီးတွေတချို့တည်းခဏလေးပိတ်ပေးပါစစ်ကိုနိုင်အောင်တိုက်ကြမယ်လို့အားလုံးကိုတိုက်တွန်းပါမယ်ဖိုင်တင်းနောက်ထပ်ည 追上了。